ကဲအားလုံးတို့ရအားလုံးပဲမင်္ဂလာပါဗျနော်ကဲကိုပိုင် YouTube channel မှာညီကလေးမအားလုံးကိုနေ့လေးစွာပြန်လည်ကြိုဆိုလိုက်ပါပြီအားလုံးညီကလေးအားလုံးပဲမင်္ဂလာပါကဲအားလုံးချစ်ပေါ်တဲ့အားလုံးပဲမင်္ဂလာပါကိုရီမအားလုံးပဲနော်ကိုရီမအားလုံးပဲကျွန်တော်တို့ဒီညနေ၄နာရီခွဲစီးမှာလေကိုရီမအားလုံးပဲနော်ဗရိတ်ကလေးကလည်း၈၃၁ဆိုတော့ဗရိတ်အကြီးနဲ့ကိုပိုင်တို့အရန်ွက်ပေါ့နော်နေတဲ့နေရာမှာဆိုရင်တော့အရန်ွက်ပေါ့နော်နေတဲ့နေရာမှာဆိုရင်တော့ကိုပိုင်တို့62အရန်ွက် ကိုနှစ်94နှစ်ကွက်ဒီမဖြစ်မနေရမ်းမယ်နှစ်ကွက်ရံကွက်မှာတော့ပါမယ်နော်မနက်ပိုင်းမှာတော့ကိုပိုင်းတော့အခွေကရတယ်ကဲအလုံးသောမိတ်ဆွေအလုံးမဒီနေ့တနေ့ကိုမှာတော့ကိုကိုမိုင်အလုံးမရှိနော်မနက်ညလေးတော့ကိုဒီမိုင်အလုံးပဲအောင်းဝဲခံနိုင်ခဲ့ပြီဗျကဲအလုံးသောချစ်ဖို့ဒီအလုံးကလည်းယာကြီးလေးတွေကောမန်လေးမှာမှတ်သွားမယ်နော်မင်္ဂလာပါဆရာလည်းမတွေ့တာကြာပြီဆရာကျွန်တော်နေ့တိုင်းကျွန်တော်ပုံမှန်လွှင့်ပါလေဗျနော်အခွေဒီမိုင်အလုံးပဲမင်္ဂလာပါကိုပိုင်ဟုတ်ကဲ့မင်္ဂလာပါအားလုံးကိုယ်မလာပါမင်္ဂလာပါ ဲရာကြီးလေးတွေကောမန်လေးမှာမှတ်သွားမယ်เนาะပရိတ်မူလေးကလည်းကိုယ်ဝင်ပြောခဲ့တယ်เนาะ168ဟုတ်တယ်เนาะ73တပရိတ်ပေါ့เนาะ73ပရိတ်ဒီညနေညိမယ်ပြီးကလည်းကိုယ်တို့မအောင်မယ်946ကြီးကကိုယ်ဝင်ပြောပြခဲ့တဲ့ကြီးထဲမှာညနေရခေါ်ပေးတဲ့ကြီးထဲမှာကအ6.9เนาะ6.9ကီเนาะညနေရကိုပိုင်ခေါ်ပေးတဲ့ကီက6.9အညစ် ်69ညကိုကိုမင်းတို့73ပြိနဲ့เนาะကိုလေးမအောင်မရကြမှာပါလက်တွေ့မပြဘူးလားတဲ့လက်တွေ့တွေမပြပါဘူးဗျာကိုလေးမအောင်မယ်เนาะလက်တွေ့ကဒီရက်ထဲမှာကိုမင်းနားထားတယ်เนาะ channel လေးနည်းနည်းခဏခဏထိနေလို့လက်တွေ့ကလေးခဏနားထားတယ်ဗျာเนาะအဓိကကိုပိုင်းညီကောင်မအားလုံးပဲကိုပိုင်းကိုယုံကြည်လို့ like ဆော့တဲ့ညီကောင်မအားလုံးတယောက်ချင်းစီတိုင်းเนาะအစဉ်ပြေဖို့ပဲအရေးကြီးတယ်မဟုတ်လားเนาะ ကိုပိုင်ရကိုဒီမဲ့အလုံးမဲ့အစင်ပြေဖို့အရေးကြီးရမလားနော်မနက်ကလည်းကိုပိုင်တို့73အပူပါခွေဆိုတဲ့အခွေလေးထဲမှာကိုပိုင်တို့80ဆိုတော့ကနန်ရကြမယ်ဒီညနေမှာလည်းကိုကိုမရအလုံးမဲ့အရန်ကွက်ပေါ့နော်ဒီညနေမှာတော့ကိုပိုင်ရနော်69ကိုကြီးမှာကြိုက်တယ်69ကိုအထင်းနဲ့ပရိတ်ကလည်း73ပရိတ်ထိရမယ်ဆိုပြီးတော့เนาะအရန်ကွက်မှာသွားမိရေကိုပိုင်ကဒီညနေမှာကြိုက်တာ6ကိုပိုကြိုက်တာเนาะအမှန်ပြောရင်တော့ဒီညနေမှာ6ကိုပိုကြိုက်တာ1ကိုတောင်သိမ့်မကြိုက်ဘူး เนาะကိုပိုင်းရဲ့ဂရုထဲမှာဆိုရင် ကိုပိုင်းเนาะဘာတွေပြထားလဲဆိုရင်6ပတ်သီးနဲ့6ပတ်သီးပြတာเนาะပတ်သီးပထမကျွန်တော်လိုင်းမှာ1ပတ်သီးနဲ့6ပတ်သီးကိုပြတယ်6တက်ကိုထဲမှာမော်เนาะ6တက်ကိုထဲမှာမှာကိုပိုင်း1ပတ်သီး6ပတ်သီးလို့ပြောတယ်ဒါပေမဲ့ကိုပိုင်းဂရုထဲမှာပို့ပေးလိုက်တာက6ပတ်သီးနဲ့6ပတ်သီးဘာလို့6ပတ်သီးနဲ့6ပတ်သီးလဲဆိုတော့ပြန်ဆက်လိုက်တော့6 6အချင်းတွေကပို့ပြီးအာတာမှုတွေများနေလို့เนาะ6 6အချင်းတွေကအာတာမှုများလို့ဒါဂရုထဲမှာဝင်ရောက်ကြည့်ရှုတဲ့မျိုးတွေတော့သိလိမ့်မယ်ပေါ့เนาะ ိုပိုင်းညကတော့အားလုံးပဲအနေကကလေးတွေမှာကိုကူမအားလုံးပဲကိုပိုင်းရရင်ရတယ်လို့ဂရုထဲမှာပို့ပေးတယ်နော်အဲ့အဂရုထဲမှာကိုတွေမှာအားလုံးပဲဝင်ကျင်နေဆိုတဲ့မိတ်ဆွေတွေအားလုံးပဲကိုပိုင်းဖုန်းနံပါတ်နော် Viber ဖုန်းနံပါတ်ကလေးချပေးမယ်နော် link ကိုလည်းကိုပိုင်းအဲ့ဂရုကနေအဲ့ Viber ကနေပို့ပေးမယ်နော်အဲ့ Viber link လေးကိုပေါ့နော် Viber link ရှိတယ် Viber ဂရုဖွင့်ထားတယ်အဲ့ Viber link လေးလိုချင်တဲ့မိတ်ဆွေတွေအားလုံးပဲကောမလေးမှာတစ်ချက်မှန်းကြည့်မယ်နော်ယူမယ်ဆိုရင်ကိုပိုင်းကိုပိုင်းရဲ့ဖုန်းနံပါတ်ကလေးခေါ်ပေးမယ်အဲ့ဖုန်းနံပါတ်မှာ highlight ဟိုင်းလိုက်ရင်ကိုပိုင်းကဂရုအိုက်ရနေမက်ဆေ့ပို့လိုက်မယ်နော်ကိုပိုင်းရဲ့အဲ့ဒါလင်ထဲကိုတခါတည်းတန်းရောက်သွားမှာပေါ့နော်အဂရုထဲမှာကျတော့ကျွန်တော်ကအချိန်ပြည့်ကနန်းရှာနေရတဲ့အတွက်ဆိုတော့ကိုဒီမအားလုံးပဲအနည်းကရရင်ရတယ်လို့ဂရုထဲမှာပို့ပေးလို့ရတယ်နော်တင်ရနေမှာကိုပိုင်ကလေးမှာပို့ထားတာဆိုရင်၉ဘတ်တီးနဲ့၆ဘတ်တီးမိန်ကွက်လဲပါတယ်ကိုပိုင်ကပြန်ပြီးတော့ကိုကိုရွေးချက်လိုက်တော့ပထမ၉နှစ်ကဲ ကိုပိုင်တော့64ရဲ့အရန်ကွက်ထဲမှာလိုက်မှာပြောထားတယ်ဒါပေမဲ့ကလူထဲမှာကျတော့ main ကွက်ပါသွားတယ်เนาะအဲ့ထက်ကလူကျတော့ main ကွက်ရတယ်เนาะဒါကြောင့်လို့ကိုကိုပိုင်ရဲ့အမျိုးစုအားလုံးပဲကိုပိုင်အနီးကပ်ရှာတဲ့ခါမှာလဲကိုလူမအားလုံးပဲအဆင်ပြေခြင်းနဲ့ရကျင်နေဆိုရင်เนาะကိုပိုင်ဖုံး39 443 64 64 6ခွန်းတဆိုတဲ့ဒါအဖွဲ့ဝင်ဖုံးပါပဲဒီဖုံးမှာเนาะအဖွဲ့မဝင်နိုင်တဲ့အကိုဒီမိုင်အားလုံးပဲဒါလည်းလဝိတ်ဆရာကြီးကျမ်းမာပါစေဗျာတဲ့เนาะ အခုဒီမှာအားလုံးပဲเนาะဒီကျွန်တော်တို့မိတ်ဆွေအားလုံးပဲကိုပိုင်းရဲ့ဖုန်း3996464 6တက်ဆိုတဲ့ဖုန်းမှာ Viber အဲ့မှာလာဟိုင်းထားလိုက်เนาะကိုပိုင်းရဲ့လင်းလင်းပို့ပေးလိုက်မယ်เนาะကိုပိုင်းရဲ့ဂရုလင်းလင်းပို့ပေးလိုက်မယ် Viber လင်းလင်းပို့ပေးလိုက်မယ်အဲ့လင်းနံပါတ်ဝင်ယူသွားမယ်ဆိုရင်ကိုပိုင်းနေတိုက်တွေကိုအနီးကမနက်တစ်ချိန်ညနေတစ်ချိန်လွှင့်ပေးထားတာလေးလဲအနီးကမှာကြိုင်ကြိုက်တယ်လို့အဲ့ထက်မှာပို့ပေးတယ်เนาะကိုဒီမှာအားလုံးပဲဒါတချို့အဖွဲ့မဝင်နိုင်တဲ့မိတ်ဆွေတွေအတွက်ကိုပိုင်းစေတနာနဲ့အကြံပေးခြင်းပေါ့เนาะ အနည်းကကလေးလည်းအမြတ်တွေ့ရမှာပေါ့ကဲအားလုံးကိုလည်းအားလုံးမင်္ဂလာပါနော်အားလုံးချစ်ပါရအားလုံးမင်္ဂလာပါဘာရောက်လာလဲဗျာတဲ့ဘာရောက်လာလဲဗျာဆိုကျွန်တော်ဘာပြောရမှာလဲဗျာ ငါရဖို့ရပါတယ်တဲ့ဟုတ်ကဲ့ပါငါရဖို့ရတယ်ဝမ်းသာပါတယ်ဗျကဲအားလုံးမိတ်ဆွေအားလုံးပဲဒီညနေလေးမှာအားလုံးအဆင်ပြေတဲ့ကုလီမအားလုံးပဲကောမန်လေးမှာရာကျစ်လေးတွေမှတ်ပါနော်ကုလီမအားလုံးပဲနော်အများအဖျင်းမရဘူးဆိုရင်တော့ကုလီမအားလုံးပဲအ ਨੇ အဖျင်းတော့ရလိမ့်မယ်နော်ကိုပိုင်းတို့တင်ကွက်ကမရဘူးဆိုပေမဲ့ကိုပိုင်းတို့မိတ်ဆွေအားလုံးပဲပရိန်းနဲ့လည်းညီတော့အရန်ကွက်နော်အရန်ကွက်နှစ်ကွက်ထဲ6နှစ်နဲ့ကျွန်တော်တို့62နဲ့64နော် 90နဲ့94ကိုကိုမအရန်ကွာထမ်းမှာပို့ထားတယ်။เนาะဒါကျွန်တော်ဒီကနေတိုက်သမားလေးကိုပြောတာပေါ့နော်။အဖွဲ့ဝင်သမားလေးကကျွန်တော်မိတ်ဆွေအလုံးမဲ့ပတ်တီသမားလေးရပြီ။เนาะနှစ်ပတ်တီကလည်းရပြီ။ကျွန်တော်ဒီညနေမှာကိုပိုင်9ပတ်တီ6ပတ်တီကမှ main တင်ကွက်နေနဲ့လည်းနှစ်ပတ်တီနဲ့ဆိုတော့နှစ်တီးစားရကြပြီ။เนาะအဖွဲ့ဝင်သမားလေးကတော့တီးပြီးသားဖြစ်တယ်။အဖွဲ့ဝင်သမားလေးတို့ကတော့သိပ်ပြောကြရမလို့ပေါ့နော်။အနေတိုက်သမားလေးကတော့ကိုပိုင်တော့အရန်ကွက်ကရမယ်ပေါ့။เนาะနေတိုက်သမားလေးအရန်ကွက်ရမယ်။ ကုဇန်နဲ့အရန်ရကြတယ်ဆိုတော့မိတ်ဆွေအလုံးပဲနော်ပရိတ်တင်နဲ့လည်းညိမယ်ရှက်တော့ပြပရိတ်ကလည်းပရိတ်ကလည်းညိမယ်ပေါ့နော်ရကြတယ်မိတ်ဆွေအလုံးကောမလေးမှာမတ်မှာမတ်ပါနော်ကချစ်ဖို့တွေအလုံးပဲကိုရမနက်တော့ကိုလည်းထပ်ပြီးတော့အကောင်းဆုံးလေးတွေကိုပိုင်းရွေးချက်ပေးထားပါတယ်နော်ကိုဒီမအလုံးပဲမနက်ဖန်း7နာရီတမိန့်အတွက်မှာလည်းကိုကိုမလေးအလုံးအင်ကန်နဲ့မနက်ဈေးမှာထပ်ပြီးအစဉ်ပြေးအောင်အကောင်းဆုံးလေးကူညီပေးသွားမယ်အားလုံးသောချစ်ဖို့တွေအလုံးက channel လေးကိုဝင်လာရတယ် channel ကို subscribe မလုပ်ပါသေးလူတွေကိုဒီမရအောင်နော် channel လေးကို subscribe လုပ်ထားမယ် like လောက်မလေးတွေကြောက်ချက်စီနှိပ်ထားမယ်နော်စကွန်မန်လေးကိုအားလုံးပဲ တယောက်တစ်ချက်စီဝိုင်းပြီးတော့နှိပ်ထားမယ်เนาะအခုဒီမှာလုံးမယ်အားလုံးမိတ်ဆွေအားလုံးမင်္ဂလာပါဗျာဆရာကြီးတဲ့ပေးပါအောင်လားတဲ့ပေးမှာပေါ့နော်ပေးမှာပေးမှာအားလုံးမိတ်ဆွေအားလုံးမယ်နော်ကဏ္ဍကကိုပိုင်မိတ်ဆွေအားလုံးအကောင်းဆုံးလေးရွေးချယ်ပေးသွားမှာနော်အားလုံးမိတ်ဆွေအားလုံးမယ် ောက်တော့တော့လုတ်ပြီးပြီးတယ်ဝင်လာတာပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါဗျာနော် channel ကိုဝင်လာတော့မိတ်ဆွေတွေအားလုံးပဲလက်မမနဲ့ရသေးတော့ကိုဒီမှာတော့ live လက်မလေးနှိပ်ထားပါနော်တစ်ယောက်တစ်ချက် live လက်မလေးနှိပ်ထား share တတ်တယ်မျိုးတွေအားလုံး share မှု share လေးနဲ့ကူညီထားနော်ကဲဒီမနက်ကလေးကိုဒီမှာအားလုံးပဲ87မှာရကြမယ်နော်ဒီညနေမှာလည်း92မှာလည်းအရန်ကွက်ကရကြမယ်နော်ကိုပိုင်းညီကိုဒီမှာအားလုံးပဲနော်မဖြစ်မနေအထီကီးလေးကကိုဒီမှာအားလုံးပဲကိုပိုင်းပြောခဲ့တယ်နော်69ကီးကမဖြစ်မနေထိမယ် နော်ညနေကကိုပိုင်းကပြောပြခဲ့တာက6ပတ်တိ7ပတ်တိလို့ပြောပြခဲ့တယ်နော်အရန်ကွက်မှာသွားမိတာပေါ့နော်ကိုလေးနဲ့ကိုပိုင်းတို့အဲ့ဒါကိုလည်းကတ်ဖို့ကကဘာနဲ့ကတ်မလဲနှစ်လေးနဲ့ပဲကတ်ရမယ်လို့ပြောသွားတယ်နော်6-9ကိုနှစ်လေးနဲ့ပဲကတ်ရမယ်နှစ်လေးနဲ့ကတ်မှာကိုပိုင်းတို့က92 94နော်အရန်ကွက်မှာသွားမိရယ်ကဲရကြတော့မျိုးတွေအားလုံးကိုမလေးမှာမန်းကြပါနော်ချစ်ပေါ်ရအားလုံးပဲ ရေးပြပါတဲ့။နေရာဘူးရတယ်တဲ့။မနက်ကိုပတ်တိတလုံးတော့အရန်ကြိုက်တယ်ဗျ။နော်။မနက်ကိုပတ်တိတလုံးအရန်ကြိုက်တယ်။အမှားအမှန်လက်ခံနိုင်ရင်တော့ပတ်တိတလုံးကိုပေးတလုံးနဲ့သောပတ်တိကိုပေးခြင်းနဲ့เนาะ အပင်လည်းမရှိဘူးအပင်ရလည်းတူတယ်เนาะဒါပေမဲ့လမ်းကြောင်း၃လမ်းကြောင်းမှာပေါ့เนาะမူသုံးဆိုင်မှာကတစ်လုံးနဲ့သောပတ်တီးကသူကတစ်လုံးနဲ့သောဖြတ်နေတယ်ကိုပိုင်ကတော့အရန်ကြိုက်တယ်အကိုဒီမကြီးအမှားမှလက်ခံနိုင်တယ်ဆိုရင်เนาะတစ်လုံးပိုင်ပတ်တီးလေးရွေးချယ်ပေးမယ်ကိုနေတဲ့မရပါလေပလုံသွားပါလေကိုနှစ်ကိုမရတာပလုံသွားတယ်ဆိုတော့မထိုးလို့ပေါ့ကိုပိုင်ပေးသောကဏ္ဍနဲ့ကိုလိုက်မထိုးလို့မရလိုက်တာပေါ့เนาะ ကဝိုင်းပြီးတော့ကနန်းကိုတေချာလိုက်ထိုးမယ်ဆိုတော့ရမှာပေါ့နော်လက်ခံနိုင်ပါတယ်တဲ့900ဘူးရပါတယ်ဆရာတဲ့250ဘူးရပါတယ်ကိုပိုင်းနဲ့ဟုတ်ကဲ့ပါအရန်ကွက်ဆိုတော့နေတဲ့သမားတွေကနည်းမယ်အရန်ကွက်ဆိုတော့နေတဲ့သမားတွေကနည်းမယ် တဗျူဟာလေးကဆင်းလိုက်တလိုက်မလုံးနဲ့နော်အားလုံးသောမိတ်ဆွေအားလုံးပဲနော်ကဏန်လေးတွေတစ်ခါလဲခေါ်ပေးသွားမယ်တော်တော်ရင်ကြမှာထွက်လာတော့မှနော်ကိုပိုင်းကြီးမတွေ့လိုက်ပါဘူးမရလိုက်ဘူးတော့မလုံးနဲ့နော်ကိုပိုင်းရဲ့အမျိုးတွေအားလုံးပဲအားလုံးကိုကိုပိုင်းရစေခြင်းလို့နော်ဆရာလည်း900ဝေရပါတယ်ကျေးဇူးပါတဲ့မင်္ဂလာပါကိုပိုင်းမင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဗျတဲ့အားလုံးချစ်ဖို့လေအားလုံးမင်္ဂလာပါနော်ကိုရီမအားလုံးပဲ ကအမြန်လေးဝင်လာမယ် view card လေးကအရန်နဲတယ်ဗျာနော် view card လေးကတောက်တစ်ချက်စီဝိုင်း share ထားပါလိုက်လက်မလေးနှိပ်ထားမယ်အားလုံးကိုဒီမှာအလုံးမယ်နော် view card လေးကအရန်နဲနေသေးတယ်ကိုဒီမှာအလုံးမယ်မနာဖာနဲ့ကိုယ်နဲ့မနာပိုင်းကီးပိုင်းလေးရင်ပြောမယ်နော်အားလုံးကိုဒီမှာအလုံးမယ်ကောမလေးမှာအားလုံးဝိုင်းမှန်မယ်နော်မနာပိုင်းအတွက်ကိုယ်နဲ့မနာပိုင်းတိတန့်ကီးပိုင်းလေးเสียใจอย่างตะบี้แล้วใจ๋เด้โอเคป่ะเปีย မနတ်အတွက်ကိုကိုဒီမအားလုံးပဲပတိတစ်လုံးပဲပေးပါကိုပိုင်းတဲ့ပတိကဆိုတော့ကျွန်တော်ပြောသလိုပေါ့နော်ပတိလမ်းကြောင်းလေးကတော့သူကရှိတယ်ပတိလမ်းကြောင်းကရှိတယ်ဒါပေမဲ့ကိုပိုင်းကကြိုက်နေတာကသူကကီးထဲမှာလည်းမိတယ်ဝမ်းကျင်းထဲမှာလည်းမိတယ်ဒါပေမဲ့လုံးပိုင်းဆိုင်ကိုပြန်ကြည့်ရင်အပင်တူတယ်ပေါ့နော်၃ပင်ကူဆိုင်၃ပင်ကူဆိုင်မှာ၃ပင်စလုံးကသူကတစ်လုံးနဲ့သောလုံးပိုင်းပြရတယ်ဒါပေမဲ့ကိုပိုင်းကလည်းအဲ့တစ်လုံးနဲ့သောလုံးပိုင်းကိုကြိုက်တယ် နော်မနက်ကိုတော့ပတ်နိုင်မယ်ဆိုရင်တော့တစ်လုံးတည်းသောပတ်တီးကိုရွေးချယ်ပေးသွားမယ်အမှားအမှန်လေးတော့လက်ခံနိုင်မယ်လို့လည်းပေါ့နော်ကိုပိုင်ကလည်းအကြမ်းမြင်ရတာမဟုတ်ဘူးလက်တော့ site ကနေပြရတာဆိုတော့ကိုညီမအလုံးပဲအမှားအမှန်လေးတော့လည်းလက်ခံနိုင်မှုလို့လည်းနော်အားလုံးမျိုးရှိအားလုံးပဲနော်ຢာတော့ကလည်းစမ်းတယ်လို့မှားရင်လည်းခံနိုင်မှုတော့အားလုံးပဲမစ်ဆက်လို့မယ်ဒါတတိရှိပါနော်အားလုံးကိုညီမအလုံးပဲကျွန်တော်တို့မနက်ဖန်တွက်ကိုအကြိုက်ဆုံး key လေးပြောမယ်မနက်ဖန်တွက်အကြိုက်ဆုံး key က key ပိုင်းလေးကတော့၄၉နှစ်ဆိုတဲ့ key ပိုင်းလေးကြိုက်တယ် နော်ချက်တော့ဆရာနဲ့900ကိုရပါတယ်ဟုတ်ကဲ့ပါဝမ်းသာပါတယ်ဗျာနော်အားလုံးမိတ်ဆွေအားလုံးပဲကီးပိုင်လေးတစ်ချက်နော်အားလုံးသောမိတ်ဆွေအားလုံးပဲတစ်ချက်မှတ်ပေးပါ၄92ကီးလေးကြိုက်တယ်မနက်ပိုင်းနော်492ကီးအထိကြိုက်တယ်နော်မနက်ပိုင်းမှာကိုရီမအားလုံးပဲ492ကီးလေးဟုတ်ကဲ့ပါ492ကီးလေကုန်းနှစ်ကီးမှာမှာကိုပိုင်နမိတ်ဆွာလုံးမယ်လေကုန်းနှစ်ကီးမှာမှာကိုပိုင်ကပြန်ပြီးရွေးချယ်လိုက်တာက နော်လေးပတ်ဒီကိုးပတ်ဒီနှလုံးကြိုက်တယ်လေးပတ်ဒီနဲ့ကိုးပတ်ဒီနော်လေးပတ်ဒီနဲ့ကိုးပတ်ဒီဒီအထိနဲ့ကစားကျင်တဲ့အကိုဒီမှာလုံးကကိုမလုံးမရှိရဲကတ်လုံးမဆိုရင်နော်လေးကိုးနဲ့နဲ့တော့ထိအောင်တော့ကိုပိုင်ကတော့အဲ့ထက်ကအမာရွေးလိုက်တာတော့လေးနဲ့ကိုးပတ်ဒီနှလုံးရွေးချယ်လိုက်တယ်လေးပတ်ဒီနဲ့ကိုးပတ်ဒီလေးပတ်ဒီကိုးပတ်ဒီမှာတင်ခွက်ကဏ္ဍ၃ခွက်စီခေါ်ပေးမယ်နော်အားလုံးကောမန်လေးမှာမတ် လေးဘက်သီးနဲ့ကိုပိုင်းတို့ကိုဘက်သီးမှာမှာလေးနဲ့ပတ်တိုင်း41 43 48လေးနဲ့ပတ်တိုင်း41 43 48 41နော်41 43 48အလုံးကောင်းပါလိမ့်မယ်မှတ်မယ်နော်လေးပါတော့ကနေလေးပါတော့ကနေ၄၁၄၃၄၈မေး နော်နောက်တစ်ခုကကိုးပါသောကဏ္ဍဆိုရင်လေ9893968နော်လေးနဲ့ပါသောကဏ္ဍ4143 48ကိုးပါသောကဏ္ဍ9193 68 ဲ့ဒီကဏ္ဍ6ကွက်မှုကတော့ဒါ၄ပါသောကဏ္ဍနဲ့9ပါသောကဏ္ဍမှာမိန်ထိုးမယ်။နော်ဒါမဖြစ်မနေထိုးရမယ်ကဏ္ဍ။နောက်တဲ့အချက်မှာကိုပါတီတလုံးကိုမရွေးချယ်မီတကွက်ကောင်းမပြောခင်ပေါ့နော်။ကိုဒီမှာအလုံးမယ်။ကိုပိုင်တို့မနေ့ကကိုပိုင်တို့မဆွာအလုံးမယ်။7381 1ဂျင်း2တိုင်ကို87လို့အပေးလာတဲ့လမ်းကြောင်းတစ်ချက်ကိုကိုပိုင်ပြောခြင်းတယ်။အဲ့ဒါလေးကိုရန်ထားပါ။နော်။ ။ဘာလို့လဲကိုပိုင်လိုချင်တဲ့ဒီမနက်မူကိုမနက်ကိုကိုပိုင်ကန်ချင်တဲ့လောဝိုင်ပတ်သီးနဲ့သူနဲ့ကနည်းနည်းလေးလမ်းကြောင်းဟနေတော့နော်အဲ့ဒီကျွန်တော်တို့မနက်ကရထားတဲ့လမ်းကြောင်းလေးကိုလည်းကိုပိုင်ကလမ်းမလွတ်ချင်ဘူး။နော်အဲ့လိုလမ်းမလွတ်ချင်တဲ့အနေထားမှာသူကဘာလေးရှိလဲဆိုရင်အခွေလေးပေါ့နော်အဲ့ဒီအခွေလေးကိုရန်ထား။မနေ့ကတော့ကိုပိုင်တို့က73 8ဆိုပြီးတော့ဝမ်းကျိနှစ်တိုင်မှာ81လို့မနက်ကကျွန်တော်တို့ကြခဲ့တယ်မနက်တော့ကိုသူကပေးလိုက်လမ်းကြောင်းမူလေးကဒီဝမ်းကျိနှစ်တိုင်ကြတော့ ငါးတုံညာရှစ်တက်လို့ဖြစ်သွားတယ်ငါးတုံညာရှစ်တက်လို့ဖြစ်သွားခြင်းကြောင့်ငါးတုံညာရှစ်တက်အခွေလေးတစ်ချက်ပေါ့နော်လေးကွက်အပူမထဲနဲ့အပူမထဲနဲ့လေးကွက်ဒဲသုံးကြည့်နော်ရှစ်နဲ့ဆိုရင်ကိုပိုင်းလို့80ရဲ့85ရဲ့တက်နဲ့ဆိုရင်10ရဲ့15ရဲ့အဲ့လေးကွက်ကိုရန်ထိုးမယ်နော်တခါလဲအားလုံးပဲကွန်မန့်လေးမှာအရန်လေးပါထည့်နော် ဒီအရန်ကကိုမိုင်းတို့မနေ့ကကျွန်တော်တို့မနေ့တုန်းကကျွန်တော်တို့80တက်မှာအပီးပေါက်လာထားတယ်80တက်မှာအပီးပေါက်လာထားခြင်းကြောင့်ဒီလမ်းကြောင်းကိုကိုမိုင်းမပင်နိုင်သေးတဲ့အတွက်ကို939ကို80တက်ကတ်မှာအပူမထဲနဲ့ရှင်းတဲ့ဆိုရင်80-85တင်းတဲ့ဆိုရင်10-10ကအဲ့၄ခွက်ရမ်းမယ်။နော်ရမ်း၄ခွက်အလုံးမှန်မှာအရန်၄ခွက်တစ်ခါလဲမှန်မှာ။80ကိုမနော်85 တက်ဆက်တင်ကရမ်းမယ်เนาะဒါကသူကမူလေးကမပြတ်သေးသောလမ်းကြောင်းပဲရှိတယ်အားလုံးကိုဒီမှာလောမကောမန်လေးမှာမှတ်ပါမှတ်ပါเนาะ9သုံးညကို8တက်ကတ်တယ်ဟုတ်ကဲ့ပါ9သုံးညကို8တက်ကတ်တာเนาะ9သုံးညကို8တက်ကတ်မှာသူကအရန်နဲ့ပဲကစားမယ်ခွိုင်းတို့ထိုးကြီးကာနေနဲ့ပေါ့เนาะမဖြစ်မနေတော့ထဲ့သုံးမယ်ထိုးကြီးကာနေနဲ့သုံး ဘာလို့လဲဆိုရင်သူကမပြတ်သေးတော့လမ်းကြောင်းเนาะမပြတ်သေးတော့လမ်းကြောင်းဖြစ်တဲ့အတွက်ကိုမနှက်ကိုမဖြစ်မနေတဲမှာထည့်ရန်ရမယ်လမ်းကြောင်းကိုယ့်ရဲ့မျိုးတွေအားလုံးကိုတကွာကောင်းဆိုင်နဲ့ကျွန်တော်မိစ္ဆာပတ်တိတစ်လုံးပြောပေးမယ်เนาะတကွာကောင်းဆိုင်နဲ့ပတ်တိတစ်လုံးပြောပေးမယ်အားလုံးမိစ္ဆာအားလုံးပဲကောမန့်လေးမှာအားလုံးပဲမန့်ပါကိုရင်မအားလုံးပဲเนาะကောမန့်မန့်တဲ့လူတွေကအရန်နေတယ် နော်ကိုပိုင်းချစ်ခေါ်ရအောင်မယ်ကောမန်လေးမှာမှန်ပါနော်ဒီဘက် channel ကအရန်လေးတွေမှန်တာမတွေ့သေးဘူးနော်ငါးတုံညာကိုနော်ငါးတုံညာကို ရှစ်တက်တဲ့အကက်ကရန်ထားမယ်ငါးတုံညာကိုရှစ်တက်တဲ့အကက်ကရန်မှာနော်မဖြစ်မနေရန်ထားမယ်ဘာလို့လဲဆိုရင်ကိုပိုင်တို့မိတ်ဆွေတော်လုံးမယ်ဒီလမ်းကြောင်းမူလေးကမပြတ်သေးသောလမ်းကြောင်းလေးကနေသူကဆင်းလာတဲ့လမ်းကြောင်းဆိုတော့အကိုဒီမိုက်အားလုံးကို ဒါလေးကနေကျွန်တော်တို့ထွက်လာခဲ့ရင်93 81ဆိုတော့လမ်းကြောင်းလေးကထွက်လာရင်เนาะသူကဘာဖြစ်မလဲထိုးကျေးကာလေးရမယ်เนาะထိုးကျေးကာလေးနဲ့ရမယ်ဟုတ်ကဲ့ပါဆရာအဲ့မန်းပါမယ်တထအားလုံးကိုမန်းစေချင်တာပါเนาะအားလုံးတော့မိတ်ဆွေအားလုံးပဲเนาะအားလုံးမြင် အားလုံးမန်းထားတော့ကိုဒီမအားလုံးမနောင်လူနောင်လူတွေလည်းဝင်လာတဲ့အကူဒီမကြီးလည်းဘာဖြစ်လို့လဲဆိုရင် မြင်ရတွေ့ရမယ်ရကြမယ်ပေါ့နော်ရစေခြင်းလို့လဲကိုပိုင်ကနန်းလေးတွေချပေးတာပဲနော်ကိုဒီမအန်ကမန်လေးမန်လာတော့မခုမကက်ပါနဲ့လို့ပဲပြောခြင်းပါရဲ့နော်လေငါတော့တော့ပဲထိုးရမယ်ထင်တယ်တဲ့ကြိုင်တော့တုံးလေနော်မနက်ကိုအကြိုက်ဆုံးပတ်ပြီးတလုံးအားလုံးကောမန်လေးမှမှတ်မယ်ကိုပိုင်ရဲ့အကြိုက်ကိုလိုက်သုံးခြင်းနဲ့မိတ်ဆွေ အမှားမှန်လေးကိုတော့ဆော့ဆော့ကိုယ်ပြောသလိုပေါ့နော်မှန်တော့လေအခုဒီမှာရအောင်မဆန်းအောင်မှာမှားရင်လည်းခံအောင်ဖြစ်တဲ့အတွက်ကိုချင်းချင်းသုံးမယ်တလုံးဝအကြိုက်ဆုံးပတ်သည်မနက်ကို၄ပတ်သည်တလုံးအကြိုက်ဆုံးပတ်သည်၄ပတ်သည်အကြိုက်ဆုံးပတ်သည်၄ပတ်သည်အကြိုက်ဆုံးပတ်သေးလေးက၄ပတ်သေးเนาะ လေးဘက်ဒီအကြိုက်ဆုံးမနက်ကိုလေးထဲမှာပို့ပြီးကြိုက်တာတကွက်ကောင်းနေနဲ့ထိုးကျင်နေဆိုရင်51တကွက်ကောင်းเนาะတကွက်ကောင်းနေနဲ့ကိုဒီမှာလုံးမယ်51တကွက်ကောင်းထိုးမယ်ဒါကိုပိုင်းအချက်ကိုပြောပြရတာပါเนาะထိုးအမှ၄ပါတော့ကနန်းကဆော့ဆော့ခေါ်ပြီးတော့51ကဲ43ရဲ့48ကဲနဖြစ်မနေထိုးရမယ်ကနန်းဒီ၃ကွက် main ၃ကွက်ပေါ့เนาะ မိန်း၃ခွက်ဒီကိုရမအောင်မယ်၄14348 9ပါသောကဏ္ဍဒီ919398မနက်ကိုကြက်စုံတစ်လုံးကောင်းပတ်တီက၄ပတ်တီတစ်လုံးကိုကြိုက်တယ်တခွက်ကောင်းနေနဲ့41ကိုကြိုက်တယ်အကြိုက်တူတဲ့မိတ်ဆွေလိုက်တော့နော်ကိုပိုင်နဲ့အကြိုက်တူတဲ့မိတ်ဆွေသုံးအကြိုက်မတူတဲ့မိတ်ဆွေတော့မသုံးနဲ့နော်အားလုံးသောမိတ်ဆွေအားလုံးမယ်တစ်ခေါက်ပြန်ခေါ်မယ်အစကနေမနက်ကိုကီးက၄92ကီးအထီးကြိုက်တယ်၄92ကီးမှာမှကိုပိုင်ကတော့ ရွေးချယ်လိုက်တာတော့လေးပတ်ဒီကိုပတ်ဒီရွေးချယ်လိုက်တယ်เนาะလေးကိုနှစ်ကိမာမှာလေးပတ်ဒီကိုပတ်ဒီရွေးချယ်တယ်လေးကိုပါတော်ကဏ္ဍဒီလေးပါတော်ကဏ္ဍ၄၁၄၃၄၈ကိုပါတော်ကဏ္ဍ၉၁၉၃၉၈เนาะကဏ္ဍ၆ကွက်လေးပါတော်ကဏ္ဍ၄၁၄၃၄၈ကို1ကို3 98အဲ့ကနန်းကျွန်တော်6ကွက်ဒီဒါမိန်းနေနဲ့ထိုးမယ်ကိုချိုက်တဲ့မိတ်ဆွေကလည်းအဲ့ဒီ3ကွက်တင်ထိုးလေးချိုက်တဲ့မိတ်ဆွေကလည်းအဲ့ဒီ3ကွက်တင်ထိုး နော်မဖြစ်မနေထိုးရမယ်ကဏ္ဍ6ကွက်ကတော့9ပါသောကဏ္ဍ4ပါသောကဏ္ဍအဓိကတလုံးလေးကိုအကြိုက်9ပိုင်းအကြိုက်ကိုတင်ကစားကျင်တဲ့အကိုရီမတွေက4ပတ်ဒီကိုပိုကြိုက်တယ်၄၁၄၃၄၈ကိုတင်ထိုးကစားပါတကွာကောင်းနေတဲ့၄၁ကိုပိုကြိုက်တယ်နောက်ထပ်ကိုရီမအားလုံးမယ်စောစောကအရန်မူမှာ9တုံညာကို၈၁နဲ့ကတ်မယ်အဲ့ဒါလေးကမဖြစ်မနေထိုးကြီးကလေးရမ်းမယ်နော်လမ်းကြောင်းမူဝါဒနှစ်ချက်ပြခြင်းကြောင့်ဖြစ်တဲ့အတွက်ကို တဖက်လမ်းကြောင်းကမဝင်တဖက်လမ်းကြောင်းကရပါစီဆိုတော့ဆန္ဒလေးနဲ့ကိုဒီမအောင်မယ်ငါးတုံညကို၈တက်နဲ့ကတ်တော့အကတ်ဒီအခွေလေးကအပူမထဲနဲ့နော်ဂဏန်း၄ခွက်ပဲပို့ထည့်သွားရမယ်ပေါ့နော်ဘလို့၄ခွက်တည်းပဲပို့ထည့်ရမလဲဆိုရင်၈ပါသောဂဏန်းဆိုရင်80ရဲ့85ရဲ့တင်းနဲ့ဆိုရင်10ရဲ့တင်ကားဆိုတော့ဂဏန်း၄ခွက်ကိုအရန်လေးထဲမှာမဖြစ်မနေထည့်သုံးပါနော်ဒီဘလန်းကြောင်းလေးကဝင်လာခဲ့ရင်ကိုဒီမအတော်ကိုထိုးကြည့်ကားလေးနဲ့ကုညီမယ် ိုပိုင်ခေါ်ပြီးတော့လေးပတ်တိကိုပတ်တိကနေမိန်းကနေဝင်ခဲ့ရင်အမျက်ယူပေါ့နော်အားလုံးကိုလေးမအားလုံးပဲကဲအားလုံးမိတ်ဆွေအားလုံးပဲဒီကနေ့ကျွန်တော်တို့အဖွင့်ပွဲနေကုန်မှာတော့အားလုံးမိတ်ဆွေအားလုံးပဲအဆင်ပြေခဲ့ပြီနော်မနက်ပိုင်းမှာလည်းကျွန်တော်တို့အခွေလေးကီးကွေကရမယ်ညနေပိုင်းမှာရန်ကွက်ကတော့ရမယ်ကဲမနက်ဖက်မှာကုကုမိုင်းအားလုံးပဲမိန်းဩကွက်ကလေးကနေကိုပိုင်ရဲ့ရွေးချယ်မှုမိန်းဩကွက်ကလေးကနေအားလုံးပဲရရှိကြပါသေးလို့ကိုပိုင်ကဆုမကောင်းတောင်းပေးပါတယ်ပါရပြောင်းရှင်သောမိသားစုပေါ်ရအားလုံးအားလုံးပတ်ဆိုင်နိုင်ကြပါစေ။ ကိုကိုမားတွေအားလုံးပဲလုံခြုံရေးများအဆင်ပြေချုံးမှုပြီးတော့ကိုစိန်နှလုံးပန်းလုံးမွေးလို့ရေလို့အေးချမ်းကြပါသေးလို့ဆုမကောင်းတောင်းပေးရင်ကိုပိုင်းရဲ့ like ကလေးကိုဒီနားလေးမှာပဲအားလုံးကျွန်တော်ခွင့်ပြုပါအားလုံးပဲမိတ်ဆွေအားလုံးပဲနော်ကိုပိုင်းခေါ်ပေးသောကဏ္ဍလေးတွေကိုကိုပိုင်းကိုယုံကြည်မှုရှိသောညီကုံတော်မအားလုံးပဲနော် like ကစားစေခြင်းပါတယ်နော်မနာပန်တို့ကိုပေါ့မှဖြစ်မယ်ဆိုတဲ့အကူဒီပိုင်းအားလုံးပဲကိုပိုင်းခေါ်ပေးသောကဏ္ဍလေးတွေကိုတရားမှတ်ယူပြီးတော့မဖြစ်မနေ like ထိုးပါအားလုံးပဲမိတ်ဆွေအားလုံးပဲအဆင်ပြေပါ ကိုပိုင်မန္တဖန်အတွက်ကိုမန္တဘိုင်းအောင်ခဲ့ရင်ညနေပိုင်းထိုက်အောင်အောင်မယ်နော်မန္တဘိုင်းအောင်အောင်မအောင်ရပြောချင်တာဒီညနေပိုင်းဆက်ကိုကိုပိုင်အရန်ကြိုက်တယ်နော်ရှာလဲရှာပြီးသားနော်ဒါပေမဲ့ညနေမှာပဲကျွန်တော်ဒါတနာရီလောက်မှာပဲ live တက်မှာပေါ့နော်7နာရီကျော်ရင်လည်းတက်ရင်တက်ရင်တက်ဖြစ်မယ်နော်မန္တဘိုင်းကျွန်တော်တို့နှလုံးကနေထွက်ပြီးတာနဲ့လည်းတခါလဲတက်ရင်လည်းတက်ဖြစ်မယ်ညနေဆိုက်ကိုပူကြိုက်တယ်ညနေဆိုက်ကိုမနက်ပိုင်းတကယ်လို့အောင်ခဲ့ပြီဆိုရင်ညနေထက်အောင်အောင်မယ် နော်တေးကြတဲ့တရားရကန်တော့တေးကြတယ်မန္တပိုင်းအောင်နာမအောင်နာတော့ကံတရားပေါ့ဗျာညနေစိုက်ကိုကြိုက်တယ်လို့ပြောချင်တာနော်ညနေစိုက်ကိုဒါတဲ့ကြိုက်တဲ့လမ်းကြောင်းတွေရှိတယ်ညနေစိုက်ကြရင်မန္တပိုင်းအောင်ရင်ညနေပိုင်းတစ်ခါတည်းပြောလိုက်ပြီးနှစ်သီးစားထက်အောင်အောင်ပဲခံမယ်နော်မန္တပိုင်းအောင်ရင်ညနေပိုင်းမှာထက်အောင်ပြီးတော့မှတ်လိုက်တော့ဟုတ်ပြီလားကဲအားလုံးမျိုးတွေအားလုံးပဲပပိုင်ပါနော်အားလုံးချစ်ပေါ်တွေအားလုံးပဲ နဖန်ကိုပိုင်လုံးမိတ်ဆွေအားလုံးစနေနေ့တမင်းနဲ့မှအားလုံးကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေနော်မင်္ဂလာရှိသောနေ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပြီးတော့ကုကုမအားလုံးကိုစိတ်နှလုံးနဲ့ပန်းလုံးမွေးလို့အားလုံးရေလို့အေးချမ်းပါစေလို့ဆုမကောင်းတောင်းပေးပါရစေဗျာနော်ဆရာကိုချစ်တာတဲ့တအားအားပွားငါရပါလေရပါလေဟုတ်ကဲ့ပါဝမ်းသာပါလေဗျကြအားလုံးမျိုးရအောင်ပပိုင်ပါနော်ကိုလေးမအားလုံးပပိုင်ပါအားလုံးမိတ်ဆွေအားလုံးပပိုင်ပါ